မမရဲ့နှင်းစီပါမောင်လိုမျိုး suffering တွေပေါ့နော်ဒါကတော့အဲ့ချိန်တော့အဲ့အသက်ရွယ်နဲ့လိုက်တဲ့ဇာကားဖြစ်ခဲ့ပေမဲ့အခုပြန်ရတဲ့အချိန်မှာတော့အခုပုံမှန်လဲ respect ရှိရလဲတကြောင်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဆိုတော့ဟိုညှိနှိုင်းတိုင်ပင်လို့အရန်ရတဲ့မင်းသမီးပေါ့ကားထဲမှာပါဝင်တဲ့တေယုဆောင်ကသူ့အမိရနဲ့သူအံဝင်ဝင်ကြဖြစ်တယ်ပေါ့အကုန်လုံးကဟိုတော်တော်လေးကိုဟိုစူးစမ်းကြရမယ်ဇက်ဇလန်းပေါ့နော်နည်းနည်းလေးတော့ ခဲ့ပါအဓိကတော့ဟိုပါဗောအကျန်းအဖြစ်ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဒီကားလေးရဲ့တိဆောက်ထားတဲ့ပုံစံကတော့ဟိုဘယ်လိုခေါ်မလဲဟိုဒီလက်ရှိဖြစ်ဖြစ်နေဖြစ်လေးဖြစ်ထားရှိတဲ့ပုံစံမျိုးလေးတွေမှာလည်းပါသလိုနည်းနည်းလေးစိတ်ကူးရင်ဆန်တဲ့ဇက်ကွက်လေးတွေလည်းပါတယ်ဗောနော်ဆိုတော့အာအဓိကတော့ဇလန်းရဲ့အတံပိုအခြေဆက်ကလေးတွေနဲ့ဟိုပြည့်တက်မြင်ရမယ်ဇလန်းမျိုးစားပေးပါပဲအဲကျွန်တော်တို့နောက်ဆုံးရက်ခဲ့တာဆိုတော့ဒါမမရဲ့နှင်းစီပါမောင်လိုမျိုး suffering တွေပေါ့နော်ဒါကတော့အဲ့ချိန်တော့အဲ့အသက်ရွယ်နဲ့ လိုက်တဲ့ဇာကားဖြစ်ခဲ့ပေမဲ့အခုပြန်ရတဲ့အချိန်မှာတော့ကိုရောင်းနေတဲ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ဇလန်းပုံစံမျိုးပေါ့အဲအဲ့လိုမျိုးလေးတော့အတက်နိုင်ဆုံးကျွန်တော်တို့ဟိုပါပေါ့ဟိုလက်ရှိ current နဲ့ကိုက်ညီအောင်လက်ရှိအသက်အရွယ်နဲ့အဆင်ပြေအောင်လေးကျွန်တော်တို့ဒါပြိဿကိုတင်ပြထားတဲ့ဇလန်းပုံစံမျိုးပါအမတရားကတော့ဒါပြန်ရတဲ့အချိန်မှာလည်းအမတရားတော့ဖြစ်နေပြီပေါ့လေနောက်ပြီးတော့ဘယ်လိုခုံလဲဆိုတော့ဒီဇကားမရိုက်ခင်လေကျွန်တော်တို့ဒါ pre pre production တွေရှိတယ် delivery တွေရှိတယ်အဲ့မှာလဲကျွန်တော်တို့ကဘယ်လိုခေါ်မလဲဆိုတော့ဟိုဒီပေါ်မှာစိတ်နှစ်ထားကြတဲ့စိတ်ခံစားမှုတွေကိုလဲကျွန်တော်မြင်ရတယ်ပေါ့နော်မြင်ရတဲ့အခါကျတော့ကျွန်တော်တို့ကဟိုအတွေ့အကြုံရခံမရမယ်ဆိုလို့ရှိရင်တော့ဒါပရိသတ်ဆောင်ရချိုးနဲ့မဲ့နောက်ပြီးတော့အောင်မြင်မဲ့ဇာတ်ကားတကားလို့လဲကျွန်တော်သုံးသပ်မိပါတယ် character twist တွေတော့ပါတာပေါ့နော် character twist တွေပါတယ်အကြတချို့ပုံစံတွေကြတော့ကျွန်တော်တို့ကဟိုကားမပြခင်ပြောပြလို့မရတဲ့ ပြပြတွေးစီလည်းရှိတယ်လို့ဟိုပြောပြလို့ရတဲ့အနေအထားလောက်ကိုပဲပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားကကြတော့ဘယ်လိုခေါ်မလဲအိမ်ထောင်အိမ်ထောင်ဖူးဖွေးနဲ့ကျွန်တော်နဲ့ကဒီအဲပုံမှန်ဒီဘယ်လိုခေါ်မလဲဟိုဇက်ကိုကလေးဘွားနေစတာမျိုးမဟုတ်ပဲねကျွန်တော်တို့ကလက်ရှိအချိန်မှာကျွန်တော်တို့ကဒီအဲအိမ်ထောင်ပြုပြီးသားအိမ်ထောင်ရေးတစ်ခုကိုတိဆောက်ထားပြီးသားဘွားကနေပြန်စတာပေါ့ပြန်စပြီးတော့မှအဲ့ဟာရဲ့နောက်ဆက်တွဲမှာမတမ်းမရာတွေ ဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ကဒါဇက်ရဲ့ twist တွေပေါ့နော်နောက်ပြီးတော့ဇက်ရဲ့ presentation ပေါ့နော်ဆိုတော့ဇက်ကအကျေကြီးမဟုတ်ပေမဲ့ကြည့်ရတဲ့ခံစားမှုကကျွန်တော်တို့နည်းနည်းလေး dev site လေးတွေလည်းပါတဲ့အခါကျတော့လေဟိုပါပေါ့ဒီကားလေးကတော့ဟို item mind ရရောနောက်ပြီးတော့ဇလန်းပုံစံရရောနည်းနည်းလေးပြိသက်အတွက်ကိုဟိုခက်ပြင်းပြင်းခက်ရှာရှာလေးတွားမဲ့ဇလန်းမျိုးပေါ့အဲ့လိုမျိုးအဲ့မျိုးအာဟုတ်တယ်ဟုတ်ကူလေသူအပြင်မှာစုံနေရတော့ဦးမျိုးတို့နဲ့အဲဟို အာကျွန်တော်တို့ဒီ program တွေလုပ်တဲ့ဇကားတွေဆွေးနွေးတဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင်တော့တွေ့တွေ့နေရပေါ့လေ shooting တွေမှာလည်းတွေ့တွေ့နေကြပေါ့နော်အာဆိုတော့ဘာဖြစ်ဖြစ်လေအခုကိုယ်နဲ့အလုပ်တွဲလုပ်ရလာတဲ့အခြေအနေတခုရောက်လာအောင်သူရဲ့ကြိုးစားနိုင်စွမ်းကိုတော့ကျွန်တော်တို့က congratulation လို့ပဲပြောရမှာပေါ့ဟုတ်အဟုတ်ကဲ့ပါ तू ကတော့ဒါအမှုပညာပေါ်မှာလည်းတကယ်လဲဟိုလောဘရှိတယ်ပေါ့နော်အဲ तू လုပ်ပြနိုင်တာတဲ့ပို့ပြီးတော့လုပ်ချင်တဲ့တေးဥဆောင်တယောက်ပါ ဆိုတော့ဘယ်လိုခုံလဲဆိုတော့ဒီအရင်လဲစူးစားတယ်နောက်ပြီးတော့ကျွန်တော်တို့တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဖန်တီးခဲ့တဲ့ဇကာတော်တော်များများဆိုလို့ရှိရင်ကျွန်တော်တို့မင်းသမီးဘက်ကိုပဲစောင်းပေးတဲ့ဇကာလေးပုံများတယ်ဖူးဖူးနဲ့ရိုက်ခဲ့တဲ့ဇကာတွေကလေဆိုတော့သူသူ့ရဲ့လုံနိုင်စွမ်းတွေအဲသူ့ရဲ့ဥပညာပုံမှာဒီဖန်တီးနိုင်စွမ်းတွေကဟိုအများကြီးရှိတဲ့အခါကျတော့အဲသူ့ရဲ့အောင်မြင်မှုကလည်းအခုချိန်ထိရှိနေတယ်လို့မြင်နေပေါ့နော်ဆိုတော့ဒီကားမှာလည်းသူ့ရဲ့ ဲမတူညီတဲ့調査အားထုတ်မှုလေးတွေမတူညီတဲ့အမှုပညာဖန်တီးမှုလေးတွေကိုမြင်ရမှာပေါ့ဆိုတော့အမှတ်တရကတော့ဘာရှိတယ်လဲဆိုတော့ကျွန်တော်တို့ကဇက်ကောင်တွေကိုဖန်တီးကြတဲ့အချိန်မှာဟိုဟာစိတ်တူကိုတူဖန်တီးကြတယ်နောက်ပြီးတော့ဟိုဟိုဘာ program program မရှိဘဲနဲ့ပေါ့เนาะကျွန်တော်တို့ရဲ့ဒီရုပ်ရှင်တွေကအများတန်းအဲကျွန်တော်တို့ပြီးဆုံးနေရပါဥပမာဖြင့်ရုပ်ရှင်ရိုက်ရင်းနဲ့ဟိုအခက်ခဲမရှိကျွန်တော်တို့ရိုက်ကူးနိုင်တဲ့ မီဒီမီဒီယာလို့လည်းကျွန်တော်မြင်ပါတယ်ဗျာဟုတ်အေးပေါ်အေးပေါ်အပေးယူပြမတတတဲ့ဟိုအခုပုံမှာလည်း respect ရှိရလဲတကြောင်ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်ဆိုတော့ဟိုညှိနှိုင်းတိုင်ပင်လို့အရန်ရတဲ့မင်းသမီးပေါ့ဒီကားလေးကတော့ဟိုပါပေါ့ဆက်စကျွန်တော်ပြောသလိုပေါ့နော်ကတ်စတနီယာအရန်ဟိုနေရာကတ်စတင်ချထားတာအရန်ကောင်းတယ်ပေါ့နော်ကောင်းတဲ့ခါကျတော့ဟိုဒီဒီကားထဲမှာပါဝင်တဲ့တေယုဆောင်ကသူ့နေရာနဲ့သူအံဝင်ဝင်ကြဖြစ်တယ်ပေါ့အကုန်လုံးကဟိုတော်တော်လေးကိုဟို ကြိုးစားကြရမယ်ဇက်ဇက်လန်းပေါ့နော်နည်းနည်းလေးတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့ဇက်ကနည်းနည်းလေးတော့ဘယ်လိုခေါ်မလဲဆိုတော့စူးစူးရှာရှာနဲ့နည်းနည်းလေး character လေးတွေကနည်းနည်းတချို့ဟာလေးတွေကဟို character ရဲ့ကင်တွင်မှုပုံမှာအများကြီးမှုတည်တယ်လို့တော့ကျွန်တော်မြင်နေပြဟုတ်အဲအဲ့လိုအဲ့လိုအရင်ကြီးလောင်နေတဲ့ဟာမျိုးတော့မဟုတ်ဘူးဗျာ